math pension ရှင်ညနေပြန်လည်ရှိစုပါတယ် exercise ကကြတော့ဒီ marketless steward ရောက်တဲ့ exercise တွေကိုတွက်ပြတိုက်တွက်ပြပေးထားတာပဲဖြစ်ပါတယ်အဲ့တော့ number 1က step 1ပေါ့နော် separate variable okay ပါအဲ့တော့ဒါကို separate လုပ်မယ်ဆိုတော့ x တက်တဲ့ y တက်တဲ့ပေါ့နော် dy ကိုဒီမှာထားမယ်အဲ့တော့1 over y dy equal to 1 over x dx okay နော် Your second step in a near balo yame. Uh, integrate both sides. တစ်ဖက်စလုံးကို integrate လုပ်မယ်เนาะအဲ့တော့ဒီမှာပါဖြစ်သွားမယ်ဆိုတော့ integration 1 over y dy equal to integration of 1 over x dx okay เนาะအဲ့တော့1 over y ကို integration လုပ်တော့ ln modulus of y equal to ln modulus of x plus c constant ထားမယ်ပေါ့เนาะအဲ့တော့ဒီကမှာပဲဆက်တွေ့မယ် ln modulus of y minus ln modulus of x equal to c โอเคเนาะဒီအချိန်နေမှာဒီလိုမျိုးရေးလို့ရမယ်အဲ့တော့ကျမက LN log log damage ဆိုတာပါလေ wine ကို extend စာမယ်เนาะအဲ့တော့နှုတ်နေရင်စားထားတဲ့တဘောပဲဒီလိုရေးလို့ရပါတယ်အဲ့တော့နှစ်ဖက်စလုံးကို e power တင်မယ်ဆိုတော့ e power ln modulus of y over x equal to e power c okay เนาะအဲ့မှာကျွန်တော်တို့ e နဲ့ ln နဲ့ခြေလိုက်တော့ဒီမှာပါကြံခဲ့မလဲဆိုလို့ရှိရင် modulus of y over x equal to e power c ရခဲ့ပါတယ်ဒီမှာ เนาะအဲ့တော့ကျမတို့လိုချင်တာ y over x equal to plus or minus เนาะ modulus of point plus or minus e power c ဆိုတော့ကျမတို့လိုချင်တာ y equal to plus or minus e power c into x okay အဲ့တော့ let ကျမတို့ e power k e power c ကိုသူ k လို့ထားလိုက်မယ်ဆိုတော့အဲ့ဒါကြောင့်မလို့ y ကဘာနဲ့ညီလဲဆိုရင် oh sorry plus or minus e power c ကို k လို့ထားမယ်အဲ့တော့ y ရဲ့တန်ဖိုးက k into x ရမှာပဲဖြစ်ပါတယ် โอเคအဲ့တော့ဒါသူလိုချင်တဲ့ဝိုင်းရဲ့တံပိုးပဲဖြစ်ပါတယ်အမ်မေးချင်တာရှိရင် comment box မှာမိထားလို့ရပါတယ်ကျေးဇူးပါ